ဟုတ်ချင်းကြီးပလန်မြို့တစ်ခုလုံးကိုဧပြီလ9ရက်နေ့မှာအပိတက်တင်ပိတ်လိုက်ပြီဖြစ်တယ်လို့ချင်းညီနောင်အဖွဲ့ကဒီနေ့မှာသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။အဲ့ဒီဖလက်မျိုးစစ်စင်ရေးကိုချင်းညီနောင် စစ်စင်ရေး Operation CB အဖြစ်သတ်မှတ်ပြီးတော့ပူပေါင်းတပ်တွေနဲ့ပူပေါင်းကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကပင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ထိုးစစ်ဆင်မှု9လပြည့် ဧပြီလ9ရက်နေ့မှာအပိတက်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီကလည်းအဲ့ဒီမြို့မကြဆောင်စေရဲ့အတွက်ဖလားမြို့မှာရှိတယ်။ခလာရ268တပ်ရင်းမှာရှိတဲ့အင်အားတွေပြင်ခလာရ89မှာရှိတဲ့စစ်ကူအင်အားတွေကိုပေးဖို့ကခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒါတွေအပြင်2025ခုနှစ်မတ်လအတွင်းမှာလည်းစစ်ကောင်စီတပ်မ89လက်အောက်ခံခလာရ361ကလည်းစစ်ကူအင်အားရာကျော်ကိုအကြိမ်ကြိမ်ပေးဖို့ခဲ့ပြီးတော့ ခုခံတိုက်ခိုက်တာကိုလောက်ဆောင်ခဲ့တယ်လို့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးတထောင်ကျော်နဲ့လည်းခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အခုလိုဖလားမျိုးတစ်ခုလုံးကိုစစ်ကောင်စီကင်းစင်နေမြေအဖြစ်ဖော်ဆောင်နိုင်ခဲ့တာဟာချင်းညီနောင်ပါဝေမဟာမိတ်တပ်တွေကမဆောက်မနစ်တဲ့စိတ်တပ်တွေနဲ့ကြင်ကြင်ခိုင်ထိုးစစ်ဆင်ခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။ဒါပြင်ခဲယမ်းစစ်လက်နက်တွေနဲ့စစ်ရေးဆိုင်ရာအကြံပေးမှုတွေလောက်ဆောင်ပေးခဲ့တဲ့အာရခတပ်တော်နဲ့ဒဆိုင်မမတ်နဲ့ထောက်ပို့လုပ်ငန်းတွေမှာပါဝင်ခဲ့ကြတဲ့ မိဘဖီတူတွေကိုလည်းအထူးကျေးဇူးတင်တယ်လို့ချင်းညီနောင်အဖွဲ့ကဆိုထားပါတယ်။အဲ့ဒါတွေပြင်တိုက်ပွဲအတွင်းမှာအသက်ပေးထားခဲ့ရတဲ့အာစာနီသူရဲကောင်းတွေကိုလက်အင်ကာပေးဆက်ခဲ့ရတဲ့ရဲဘော်တွေနဲ့တိုက်ပွဲအတွင်းမှာအောင်ပွဲရအောင်ရွရွချွန်ချွန်တိုက်ပွဲဝင်ခဲ့ကြတဲ့တပ်မှုတပ်သားတွေကိုလည်းလေးစားကုန်ပြုတယ်လို့လည်းဆိုထားပါတယ်။ချင်းညီနောင်အဖွဲ့တွေအနေနဲ့လည်းဆစ်အာနာရှင်ကြဆောင်းရင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးမှာမဟာမိတ်တွေနဲ့အတူဆက်လက်တိုက်ပွဲဝင်ဆင်နွှဲသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ 好，